ဟုတ်ကဲ့ပါရှင်ပရိသတ်တို့စောင့်မျှော်နေကြတဲ့ကံကြမ္မာဖန်ဆင်းပေးတဲ့လူစတဲ့အပိုင်းနှစ်ထပ်မံရောက်ရှိလို့လာပါပြီရှင်ဆက်လန်းလေးမစတင်ခင်မှာတော့ VPN လေးလဲခံပေးကြအောင်နော်ပြင်မင်းကြီးရဲ့လူယုံတော်ကလည်းမမကိုမွေဆိုးတွေရှိတဲ့ကိုထင်းတွားပြစ်ထားလိုက်တာအခုဆိုရင်မမကတင်မလားရှင်မလားဆိုတာနဲနဲ့တူတူလာဆက်ကြည့်ကြအောင်နော်ကလေးလေးကရှင်နေအရန်ကခံနေရလို့တဲကြီးမဲကြီးကိုအုံငိုနေခဲ့တယ်သူ့ငိုတန်ကိုကြတော့ ငွေဟောက်ရတကောင်ကလည်းသူ့ဘေးနားရောက်လာတာပေါ့ဘသူရောကကလေးမျိုးကိုတီကူထဲလာပစ်ထားတာဒုက္ခလုံးကလည်းချိန်ကပ်ရတယ်ကြည့်ပဲတနာပါလေကွာနမဲကလည်းဘလို့ခေါ်လဲမသိဘူးကလေးလေးရဲ့ငိုမနေပါနဲ့တော့ငါမျိုးကျွန်ွေစောင့်ရှောက်ထားပါမယ်ပရင်ရဲ့ရင်မဲချက်တော့မအောင်မြင်ခဲ့ပါဘူးသူကကောင်လေးကိုအဲ့ကူထဲသွားထားလိုက် ငွေတွေစားတာခံရမယ်လို့ချိန်ခဲ့ပေမဲ့ငွေဟောက်ရမမောကောက်ငွေစားထားလိုက်ပါတယ်ဒီလိုနဲ့အနည်း20လောက်ကြာလာတော့မမောလေးကလည်းအရွယ်ရောက်လို့လာခဲ့ပါပြီမမောကလည်းငွေဟောက်ကြီးကိုသူ့အဖေလိုပဲထင်နေခဲ့တာအဖေအဖေအမေရောကျွန်တော်စမွေးလာကြတဲ့ကအမေကိုကြာခါမှမတွေ့ဘူးရောညဒီကိစ္စတွေမင်းမနေစမ်းပါနဲ့အချိန်တိုင်းနေမှသာနေပြလာလိမ့်မယ် ကျွန်တော်ကလည်းဒီတိုင်းပဲမေးတာပါအဖေရဲ့နေဘလုံးမပြီးငါဘလုံးမဖြစ်မှာမဟုတ်နေမေးဟမ်အဖေဟိုမှာပြောလာပြီပြောလာပြီအမလီအခုခေတ်ကလေးတည်းများမလွယ်ဘူးတော့อืมဘိုင်းတော်စားလာပြီကွာငါဖေပတ်စံတိုင်းကောင်းမလားမသိဘူးอืมတောင်းကြည့်အောင်မေးပေးမလားမပေးဘူးလားမသိဘူးအဖေအဖေပတ်စံလေးနည်းနည်းလောက်မရှိဘူးလားအဖေရဲ့အမလီတားရဲ့ပတ်စံလေးများရောက်ယူသွားလိုက်ပလာလေးစားချင်တဲ့ဟာတောင်းဝယ်စား ဒါပေမဲ့စားပြီးတော့ပြန်လာခဲ့တော့အမလီအဖေကရမ်းကိုသဘောကောင်းတာပဲအဲ့ကြောင့်မလို့အဖေကိုချစ်နေရတာဒါဆိုရင်ဒါတော့လောက်မယ်နော်ဟုတ်ပါပြီကယူနဲ့ဆက်အောင်နော်ဟုတ်ကဲ့ပါအဖေကျွန်တော်ကိုယ့်အကိုကယူဆိုင်ပါမွေဟောက်ရင်မမောမိဘအရင်နဲ့မချမ်းကောင်းကောင်းကျွေးမွေပြုစုဆောင်းလျှောက်ထားပါတယ်ဥလေးဥလေးအော်မမောဒီနေ့ရောဘာစားမှလဲတာ ဒီမှာအကုန်ရတယ်နော်မာလာရှန်းကောမာလာဟေးမာလာမောက်ချက် ရှန်းခောက်ဆွဲအကုန်ရတယ်နော်တားလေးတားလေးပါစားမလဲပြီးတော့ဒါဒီမစားချင်ဘူးဆိုရင်လဲဟင်းလေးတွေလည်းရှိတယ်နော်အစုံရှိတယ်ကြက်သားဝတ်သားအသီးရွက်တွေအစားအကုန်ရှိတယ်တားလေးရဲ့အော်ဟုတ်ကဲ့ကျွန်တော်အသီးရွက်တပွဲပေးပါဦးလေငါအဖြစ်သူအများကြီးယူမယ်ထင်လို့ပြောပြလိုက်ရတာနောက်ဆုံးတော့တပွဲတဲ့အေးအေးခဏလေးစောင့်နော်ညီညာလောက်နော်ဦးလေး အဖေကညောနေလိုက်မယ်။နင်ကဘသူ့ကိုဝယ်ပေးမလို့တော့။အော်ဦးလေးကလည်းကိုယ့်ကိုစားဖို့အတွက်ပေါ့။အော်အဲ့ဆိုရင်တယောက်ထဲစားမှာပေါ့။အမလီဦးလေးရဲ့တယောက်ထဲလာတာမြေးရသားနဲ့။ဦးလေးဦးလေး။အော်ဟုတ်ကဲ့ပါမင်းသမီးလေး။ဒီနေ့ဗာမြားလိုရှိလို့လည်းမင်းသမီးလေးရဲ့ဒီထီတော်ရောက်လာတာ။ဒီနေ့ဟင်းနေစေ၄၅၆6မျိုး9မျိုးလောက်တော့ရတာနော်မင်းသမီးလေးဟုတ်ကဲ့ဦးလေးဟိုသမီးဟို ချက်သားဟင်းတစ်ခွက်လောက်ပါအယိုးမပါစင်နဲ့နော်ဦးလေးဟမ်ချက်သားကိုအယိုးလုံးဝမပါရဘူးလားမင်းသမီးလေးရဲ့အဲ့စိနည်းနည်းတော့ကြားမယ်နော်မင်းသမီးလေးမင်းသမီးလေးစေးဝယ်နေတုံးပါပဲတမယတကောင်ကမင်းသမီးလေးရဲ့လက်ဆွဲအိတ်ကိုလာလွတ်သွားခဲ့ပါတယ်အမလီငါရဲ့အိတ်လေးငါမနေ့တော့မှတော့ဝယ်လာတာတငယ်ချင်းတွေတော့မကြွားရသေးဘူးအခုကျတော့တမယကလာလွတ်သွားပြီဟမ် များမင်းသမီးရဲ့အဲ့ကိုတော့လှူရဲတယ်။စိတ်မပူတဲ့မင်းသမီးလေးကျွန်တော်မရရအောင် ပြန်ယူလာခဲ့ပေးမယ်။နင်ကတော့ငါလက်သေးစာမိမိတာမက်တော့အမလေးဟိုမှာမမောင်ကဘလောက်ထိတော်လဲမတော်လဲလက်သေးတော့မထိုးရသေးဘူး။ပြန်လိုက်တာနဲ့ချက်ချင်းကိုအိတ်ရလာတော့ပါပဲ။မင်းသမီးလေးရဲ့အိတ်လေးကိုအချိန်မီယူလာပေးနိုင်လို့မင်းသမီးလေးကလည်းပြုံးပြော်နေခဲ့တာပေါ့။ကုညီပေးထားလို့ကျေးဇူးတင်ပါတယ် အမှန်တော့ဒီအဲ့ရကျမတငယ်ချင်းတွေတောင်မကြွားရသေးဘူး။အော်လှက်ဆက်တော့သူကကြွားချင်တာဟုတ်။ဟေးဟိုကြသူ့အဲ့ပြန်လာယူလိုက်တော့ကွာ။မလောက်ပါနဲ့ကျမဆတာပါ။ကျမဒီအဲ့လေးကိုအရင်လိုချင်တာလေ။အာကျမဟိုးအရင်ကတည်းကပတ်စံလေးနည်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 းစီစုပြီးတော့မနေ့တော့မှဝယ်နိုင်လို့ပါ။ကျမအရင်ကြိုက်တဲ့အိတ်ဖြစ်နေလို့ပါ။ကျွန်တော်ကလည်းဆတာပါမင်းသမီးလေးရဲ့။ဂိတ်ဆက်မရှိပါဘူး။ ယောက်ျားလေးဆိုတာအားနွယ်တဲ့မိန်းကလေးတွေကိုကူညီဖို့ပဲလေအဖေကျွန်တော်ကိုဆုံးမဖူးတာတော့သူဆိုတာတဲ့အားနွယ်တဲ့လူကိုကူညီရတယ်တဲ့ကောင်းတာလို့ရင်ကောင်းတာပြန်ရမယ်တဲ့အမလီဒီလောက်ကောင်းတဲ့ယောက်ျားခင်မင်ရတာလဲမနှဲပါဘူးတော်ပြီတော်ပြီမင်းသမီးလေးဒီနေရာတွေရပ်ပါတော့မင်းသမီးလေးရဲ့မင်းသမီးလေးကခွေးတွေကိုအယိုးပြစ်ကျွေးနေတယ်မင်းသမီးတပါလို့ပဲကျွန်တော်ကတော့ အဲ့အယိုးလေးကိုစောင့်ကောက်နေတဲ့ခွေးလေးပေါ့ပြီးတော့မင်းသမီးလေးကဟိုးခုနှစ်ပုံစင်နန်းတော်ကြီးမှနေထိုင်ရတာကျွန်တော်ကတောကြီးထဲမှာရှိတဲ့ဂူဆုပ်ထဲမှာနေရတာလေဒီလောက်နဲ့တည်းကျွန်တော်တို့ဘွားတွေကမိုးနဲ့မြေလိုကြွားချနေပါပြီမင်းသမီးလေးရဲ့ဘလုံးမှဖြစ်နိုင်ပါဘူးအဲ့လောက်လည်းမဟုတ်သေးပါဘူးဒါစေကျွန်တော်တို့တငယ်ချင်းတွေလောက်ကြရအောင်လေအင်းနားထောင်ကြည့်တော့လေကောင်းသားပဲဒါစေလည်းတငယ်ချင်းလောက်ကြမှာလေ ဘလို့လဲသဘောကျမလားငါလဲလေတကယ်ပဲမင်းသမီးလေးရဲ့လက်ကိုကန်ရတော့မယ့်ဥစ္စာအရေးတဲ့အိုက်တင်ခန်းနေသေးတယ်နှမျိုးစရာကြီးကွာတင်မယ်တင်မယ်မင်းတို့နဲ့လေတကယ်ပဲချစ်ကြည်နူတစ်တီဒူးမယ်ဆိုရင်လဲဟိုဘက်မှာသွားပေးရချစ်ကြဟုတ်ပြီလားဒီမှာငါဆေးရောင်းရအောင်မေးဦးလေးရလဲဘာတွေပြောနေရလဲမသိဘူးရှက်စရာကြီးအဲ့ဒီချိန်ကနေစပြောင်းမင်းသမီးလေးနဲ့မမောင်ကလည်းတဖြည်းဖြည်းနဲ့ယင်းနီလာက ချစ်သူဖြစ်တဲ့အစဉ်ထိရောက်လာခဲ့ပါတယ်။တနည်းမှာတော့သူတို့နှစ်ယောက်ပျော်ရွှင်ကြည်နူးစွာနဲ့ဆော့ကစားနေတုန်းမှာပဲမထင်မှတ်ထားတဲ့အရာတစ်ခုကဖြစ်ပေါ်လာခဲ့တာပေါ့။ဘာလို့လဲဆိုတော့ပီမင်းကြီးရဲ့လူယုံတော်ကမမဝမသိသေးဘူးဆိုတာလာတွေ့သွားလို့ပဲဖြစ်ပါတယ်။ဟမ်အဲ့မင်းသမီးလေးပဲ။ပြီးတော့ကောင်လေးတယောက်နဲ့ဆော့ကစားနေတယ်။ဟမ်အဲ့ကောင်လေးကနဖိုးမှာမဲရှိတဲ့ကောင်ပဲ။ငါလုံခဲ့တဲ့နှစ်၂၀လောက်က ။ငွေစိုးတွေရဲ့ကိုထဲကိုတပ်ပစ်ထားတဲ့ကောင်လေ။သူမတည်သေးပဲနဲ့ဘလို့ပြန်ရောက်လာတာတော့။မဟုတ်တော့မဟုတ်တော့ငါဒီကိစ္စယူပြောမင်းကြီးကိုတော့ပြောပြမှရတော့မေး။ပရင်ရဲ့လူယုံတော်ကလည်းအဲ့ဒီမြေခွေးကိုလာမြင်ပြီးတဲ့ချိန်မှာတော့မင်းကြီးကိုမြ мян ပဲအကြောင်းတော်ချလိုက်ပါတယ်။ဒိတ်နေ3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 ဆက်ဆက်ချဆက်ကိုဆက်ရှိဆက်ကိုနေစေအမလေးမောလိုက်တာပြေသမားတော့တက်ပြီမင်းကြီးဟမ်နင်ဘာကိစ္စရှိလို့တုံးမင်းကြီးလွန်ခဲ့တဲ့နှစ်20လောက်ကနဖူးပြမမဲပါတဲ့ကောင်မမိသေးလားနဖူးမှာမဲရှိတဲ့ကောင်အေးမမိတယ်ဘာကိစ္စရှိလို့တုံးမနေ့တော့ဖန်းကျန်တယ်မှာမင်းသမီးနဲ့တူတူဆော့ကစားနေတာတွေ့လိုက်တယ်မင်းကြီးဟမ်ဘယ်လိုလုပ်ဖြစ်နိုင်မှာတော့ နေမျိုးတော့ကိုတဲ့တေချာတတ်ထက်ခဲ့ပြီဆိုဟုတ်ပါတယ်မင်းကြီးမာလိုက်တဲ့အတိုင်းပဲကျွန်တော်အဲ့ကိုတဲ့ကိုတေချာချက်ပြောပြန်လာခဲ့တာကျွန်တော်လည်းသူ့အဲ့နေ့ကလေးကတေပြီလို့မှတ်နေရသူ့ဘလို့ဖြစ်ပြီးတော့အသက်ပြည့်နေလွတ်လာနိုင်တာလဲဆိုတော့ကျွန်တော်လည်းပြောချက်ကိုငါမှတော့မင်းကိုလားစားတယ်တိုးပေးလိုက်ရတာလက်ဆက်တက်တော့မင်းကချီးတော့မင်းကိုဘာမှသုံးစားမရဘူးအခုချိန်ကနေစပြောင်းငါမင်းရဲ့လက်ဆက်ကိုအရင်တိုင်းပဲပြန်လျှော့ချမယ် ပြီးတော့မင်းမပါအခွင့်အရေးမှထက်ရမယ်မထင်နဲ့အဲ့လိုမလုပ်ပါနဲ့မင်းကြီးကျွန်တော်ပေါ့အဲ့လိုမလုပ်ပါနဲ့အေးဒါမင်းနဲ့ထိုက်တန်တဲ့အရာပဲလေမင်းကိုဘာလုပ်ပဲခိုင်ခိုင်အစင်ပြောင်းလှုပ်ဖို့လို့လားဒါဆိုရင်မင်းကြီးဘလို့လှုပ်ဖို့စဉ်းစားထားလဲအေးဒီတခါမင်းတိတ်ချာနားထောင်လားသူ့နောက်ချေရခန့်ထားလိုက်အခွင့်သာလာတာနဲ့သူ့ချက်ချင်းတက်လိုက်ဟုတ်ကဲ့ပါမင်းကြီးဒီတခါထပ်မလဲစေရပါဘူး အေးကောင်းပြီလေဒီတခါတော့အခွင့်အရေးတာတာနဲ့သူ့ကိုမင်းလက်နဲ့တိချာတက်ခဲ့သူ့တက်ပြီးပြီဆိုတာနဲ့သူ့ရဲ့မဲ့ကိုငါ့ကိုယူလာပြဒါမှသူ့တည်တယ်ဆိုတာငါယုံမယ်သူတည်မှပဲငါလည်းစိတ်အေးရမှာဟုတ်ကဲ့ပါဝေမင်းကြီးကျွန်တော်သူ့ကိုအပြည့်ရှင်းလိုက်ပါမယ်မင်းကြီးတရင်ကောင်းကိုစောင့်နေပါအေးဒီတခါတော့မင်းထပ်မလွဲစေနဲ့နော်မင်းကြီးကလည်းမမမတည်သေးဘူးဆိုတာသိတာနဲ့ပဲသူ့ရဲ့လူယုံတော့ကို နောက်တဲ့တစ်ခါမမအောင်သွားတက်ဖို့ဆေလွတ်လိုက်ပါတယ်။ဒီတစ်ခါမမကအရင်တစ်ခါလိုကံကောင်းနေအောင်မလားဆိုတာနန်းနဲ့တူတူလာကြည့်ကြရအောင်ပါ။ဒီနေ့တော့နေသိပြီးသားမှတ်တော့နင်းကြောင်နေအခုတော့ငားလာစားထိတ်ရော့ခံနေရပြီ။ရော့ပါ။ဟမ်။အင်း။မလေး။ဟမ်။ဒီနားမှာဘသူ့အတန်တော့ဟာ။ဟာဒီတော့ထက်လည်းချေရမ်းကြိုက်တယ်ကွာ။ အိမ်ပြန်အိမ်မှာပဲမမကအိမ်မက်တဲ့လူဆိုတော့အိမ်ရင်အိမ်ရင်နဲ့လက်ဝိတ်ထိုးနေတော့အိမ်မက်မက်နေခဲ့ပါတယ်သူကသူများထိုးတဲ့လက်ဝိတ်ကိုရှောင်ရင်းနေပဲကန်ကောင်းထားမစွာပရင်ရဲ့လူယုံတော့ရိုက်တောင်ရှောင်နိုင်ခဲ့ပါတယ်ဒီတစ်ခါတော့ထားလိုက်ပါတော့နောက်ထပ်တစ်ခါဆိုရင်မင်းမလွယ်ဘူးမတ်မမကအရန်ကိုအိတ်ချစ်နေတဲ့အတွက်ကိုယ်ထဲမှာရောက်တဲ့ချိန်မှာချစ်ချင်းခနာကိုကြီးကိုပြစ်ချပြီးတော့အိတ်ပြော်သွားခဲ့ပါတယ်ခုနကတော့သူတစ်ဖက်လာတာပါ ။အော်မင်းရမြန်။ဒီမှာအေးအေးဆေးဆေးလာအိတ်နေရပေါ့လေဟုတ်လား။ဒီတခါတော့မင်းတိတ်ပြီးတော့မှတ်တော့။ဟမ်။ပါရီတော့ဟာ။သူ့မမရိုက်တက်မယ်လို့နေတော့မှာပဲ။မွေဟောက်ရံအနောက်နေချက်ချင်းရောက်လာခဲ့ပါတယ်။ဟမ်။မွေဟောက်ရင်မွေဟောက်ရင်ကျွန်တော်တောင်းပါပါတယ်ကျွန်တော်ဘာမှမလုပ်ပါနဲ့ကျွန်တော်တောင်းပါပါတယ်ဘာကိစ္စရှိလို့တော့ဖေစွန့်ညံ့နေရပဲ ဘာဒိစားရှိရမှာတော့ဒီကောင်မောငါသားကိုတတ်ဖို့ရွယ်နေရအဖေမြဲမြဲရောက်လာလို့ပေါ့နမစိငါသားတည်နေတော့ပြီကျွန်တော်တောင်းပါပါတယ်ကျွန်တော်မစားပါနဲ့နော်ပြီးပါဦးခမရကိုဘသူပို့လိုက်တာလဲပြောစမ်းမသိဘူးမသိဘူးအခုချက်ချင်းပြောလို့ပြောနေရလေမင်းပလုံမင်းမီငါမရှိနိုင်ဘူးအဖေ तू မပြောဆိုမှတော့သူ့ကိုစားလိုက်ပါတော့ဖေရဲ့ ဟမ်ကြောက်ပါပြီကြောက်ပါပြီကြောက်ပါပြီမင်းကြီးခိုင်းတာပါမင်းကြီးခိုင်းတာပါဘာပြောလိုက်တယ်ဘာကိစ္စကြောင့်ပရင်ကြီးကငါ့တက်ချင်ရတာတုံးပြောစမ်းနေကကန်ကောင်းတဲ့လူပဲဒီကဘာပေါ်မှာမင်းလောက်ကန်ကောင်းတဲ့လူဘသူမှရှိမှာမဟုတ်တော့ဘူးဟမ်ဘလို့ကန်ကောင်းတာတုံးကျွန်တော်တေချာရှင်းပြစမ်းပါနေကနဖူးအလေတစ်တဲမှာမှဲ့ပါတဲ့ကောင်ပဲအဲ့လိုမဲ့ပါတဲ့လူကမင်းသမီးနဲ့လက်ထက်ရမှာတေချာတယ် အဲကြောင့်မလို့ဘယံကမင်းသမီးလေးကိုမင်းနဲ့သဘောမတူနိုင်လို့ငါ့ကိုတတ်ဖို့လွတ်လိုက်တာပဲမောင်မောင်အဲ့လိုကြားလိုက်တဲ့ချိန်မှာချက်ချင်းလက်ငယ်တခုခုအစီအစဉ်လိုက်ပြောအရင်ကြီးရဲ့လူယုံတော့ပြန်ခိုင်းလိုက်ပါတယ်အေးဒါဆိုရင်ငါခိုင်းတဲ့အတိုင်းလို့အဲ့လိုလို့ငါမင်းရဲ့အသက်ကိုချမ်းသာပေးမယ်အဲ့ဒီဘယံကြီးကိုငါသိပြီလို့အကြောင်းကြားလိုက်ကွာအေးမလိုက်မလို့လဲငါသိအောင်မှာဆိုတော့ညီတို့ပြောတဲ့အတိုင်းပဲလုံးရတော့မှာပေါ့ ဘယ်တက်နေရလဲအေးမင်းငါ့ကိုလိန်ဖို့တော့မကြိုးစားနဲ့နော်မင်းငါ့ကိုလိန်လို့ရတော့ငါဖေကမင်းကိုအိမ်ထိလိုက်ပေါက်တက်မှာနားလာပါပြီနားလေပါပြီဒါပေမဲ့ပင်ကြီးကမာလိုက်သေးတယ်တကယ်လို့မင်းကိုတက်နိုင်ပြီဆိုရင်မင်းကိုသူ့ယူလာပြပါတဲ့ဒါမှသူစိတ်အေးနိုင်ပါတဲ့အဲ့ဒီချိန်မှာမွေဟောက်ရံအသားလုံးတစ်ခုအန်ချပေးလိုက်ပါတယ်အဲ့အသားစလုံးလေးကမောင်မောင်ရဲ့မဲ့နဲ့တတိယသေးပါပဲအဲ့ဟောပေးပြီးတော့ ဘရင်ကြီးရဲ့လူယုံကြောင့်ဘရင်ကြီးစီပို့ပြီးခိုင်းလိုက်တာပဲဖြစ်ပါတယ်။ဒါမောင်မောင်သိပြီဆိုတာတက်တီအတုလှုပ်ဖို့ပဲဖြစ်ပါတယ်။အဟာယူသွားလိုက်။အဟာငါသားရဲ့မျက်နဲ့တထည့်ရတယ်။အင်းဟုတ်တယ်အရင်ကတူတာပဲ။ဒါဆိုရင်ငါသွားလိုက်အောင်မေး။အဲ့ဒီနောက်လူယုံကြောင်ကလည်းမဲအတုနဲ့ဘယင်ကြီးစီပြန်သွားလိုက်ပါတယ်ဘယင်ကြီး လုပ်ငန်းအောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ဟုတ်လား။ငါမာတဲ့အတိုင်းရောဘယ်မှလဲ။ပါလာခဲ့တာသူ့မေဆိုတဲ့ဟာ။ဟုတ်ကဲ့ပါလာခဲ့ပါတယ်။ဒီမှာပါပူပူနွေ့နွေ့ပဲရှိပါသေးတယ်မင်းကြီး။ဒီမှာသွေးတွေတောင်ကောင်းကောင်းမချောက်သေးပါဘူး။ဒီတခါတော့မင်းကတကယ်သေးပြီပေါ့။ဒါမှပဲငါကလည်းစိတ်အေးအေးနဲ့နေနိုင်တော့မှာ။ဒီနေ့နေရင်တော်တယ်။ဘယင်ကြီးကလည်း မောင်မောင်တကယ်တည်ပြီဆိုတာကိုယုံကြည်သွားခဲ့ပါတယ်။ဘာတွေဆက်ဖြစ်သွားမလဲဆိုတာတော့အပိုင်းသုံးကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။အပိုင်းသုံးကိုအလွယ်တကူကြည့်ရှုနိုင်ရန်အတွက်နန်တွေ channel လေးကို like and subscribe လေးလေးလုပ်ပေးသွားကြအောင်နော်။